စူပါမွန်ဖြစ်စဉ်ကိုဒီကနေ့အောက်တိုဘာလ9ရက်နေ့ညမှာမြန်မာနိုင်ငံကမြင်တွေ့ရမှာဖြစ်တယ်လို့မြန်မာနှက္ခတာယာနဲ့သိပ္ပံပညာဝါဒနာရှင်များအတင်းကအတည်ပြုထားပါတယ်စူပါမွန်ဖြစ်စဉ်မှာလာစီကဘာနဲ့ပုံမုံနီးကက်တင်ဘယ်ရီဂျီလို့ခေါ်တဲ့အနီးဆုံးအမှတ်ကိုရောက်ရှိနေချိန်မှာဖြစ်ပေါ်လာတဲ့လာပြေဝန်ကိုခေါ်ခြင်းဖြစ်ပါတယ် လပတ်လန်းကဘဲဥပုံတရံဖြစ်ခြင်းကြောင့်ကဘာနဲ့အကွာအဝေးမှာအများအပြားလဲနေပါတယ်။ပြညာအဖြစ်23855မိုင်ခဲကွာဝေးပြီမြင်ဒီကနေ့ညမှာတော့လနဲ့ကဘာရဲ့အကွာအဝေးက23459မိုင်သာရှိမှဖြစ်ပါတယ်။ ွန်လိုင်းကောင်းစားကြော်ညာတွေကိုလက်ခံချိန်ညာပေးခြင်းကဒီစဲဥပဒေတွေရာအေးအေးယူခံရနိုင်ပါတယ်။စိုက်ဘာလုံခြုံရေးဥပဒေ2025ခုနှစ်ကပြဋ္ဌာန်းထားပြီးဘတ်တူမဆိုးအွန်လိုင်းလောင်းကစားစနစ်တည်ဆောက်ခြင်းပြုလုပ်ပါကအနည်းဆုံး1000တန်း6လကနေတနည်းငွေနဲ့ကျပ်သိန်း90ကနေအများဆုံးကျပ်သိန်း100အထိချမှတ်ခံရမှာဖြစ်ပါတယ်။ဒါအပြင်နနက်ပေါ်မှာသတင်းသူသတင်းမှတွေလွှင့်တင်ခြင်းမြမယူရရင်ခြင်းမှုနဲ့ကောက်ညီမှုရှိတယ်။ မပွဲများမတန်တဲ့ပုံများဗီဒီယိုများကိုဖြန့်ဝေခြင်းနဲ့အခကြေးငွေနဲ့ရောင်းချခြင်းတို့ဒီလိုပါကအနည်းဆုံးတစ်လကနေအများဆုံး6လအထိထောင်နှံဖြစ်စေအနည်းဆုံး70တိန်းကနေအများဆုံး70တိန်းတရာတည်းမပေါ်တော့ငွေတန်ဖြစ်စေဒန်နီယယ်လုံးဖြစ်စေချမှတ်ခံရမှာဖြစ်ပါတယ် ရုရှားသည်ယူရေနီယံတပ်ဆင်ရမှကမ္ဘာထိပ်တန်းအဖြစ်ရပ်တည်ဆဲဖြစ်ပါတယ်။အမေရိကန်နျူကလ িয়ার အတွက်အားပေးဆက်ယုံရ25ရာခိုင်နှုန်းကရုရှားရဲ့ယူရေနီယံထောက်ပံ့မှုပေါ်မှာမိခိုနေရပါတယ်။အမေရိကန်ပြည်ထောင်စုသည်အကြီးမားဆုံးနျူကလ িয়ার ဓာတ်အားပေးဆက်ယုံတွေကိုလည်ပတ်နေပြီးစုစုပေါင်းတပ်ဆင်အားတရာကစ်ကောင်ဝတ်နေပါရှိပါတယ်။တိုင်ဖွန်းမုန်တိုင်းမတ်မိုးကြောင့် VNN နိုင်ငံမြို့တော်ဟနိုင်မှာဒီကနေ့မှာမိုးသည်တန်စွာရသွန်းခဲ့ပြီး မြေယာများစွာရေနှင်းမြုပ်ခဲ့ပါတယ်။မြို့ရဲ့အဓိကလမ်းတွေရေမြုပ်ခဲ့ပြီးမော်တော်ဆိုင်ကယ်နဲ့ကားတွေတောင်းတင်နေပါတယ်။မြို့တော်ရှိစာတင်ကျောင်းတွေကိုပိတ်လိုက်ရပါတယ်။နိုင်ငံတကာလေဆိပ်အသွားပြန်လေရင်ခီးစဉ်အချိန်တွေကိုလည်းပြောင်းလဲခြင်းတွေလှုံ့ဆော်ခဲ့ရပါတယ်။တိုင်ဖုန်းပူဟလွန်ကြောင့်ပြီးခဲ့တဲ့သတင်းပတ်ကဟနွိုင်းမှာပြင်းထန်တဲ့ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီးကွယ်လွန်သူ52ဦးကျော်ခဲ့ပါတယ်။ကမ္ဘာပထမဆုံးစီးပွားပြေးရေအောက်ဆန္ဒကိုတရုတ်နိုင်ငံဟိုင်နမ်မှာစတင်လည်ပတ်နေပါတယ်။ အဲ့ဒီဒေတာစင်တာကနေစပါတယ်ဟာစားတော့ဆိုင်ကြံပြကြတဲ့ကနေခီးသွားလာရေလှုပ်ဝက်ချက်တွေ ठी digital ဝန်ဆောင်မှုတွေကိုစီမံခန့်ခွဲမှာဖြစ်ပါတယ်ရင်းငွေကအပူချိန်ကိုအေးစေဖို့ကုညနာနာကြဒေတာခန်းတစ်ခုလုံးကိုရေးပါညမှာထောက်ရှိခဲ့တာလို့သိရပါတယ်။ရန်ကုန်မြို့နယ်ဖြစ်တဲ့ဗဘဲတမ်းမြို့ရဲ့ဟိုတယ်တစ်ခုမှာအပိုင်းမှန်ခုတ်ထက်ကဆုပ်ပြက်ခံရတဲ့အသက်20အရွယ် အမျိုးသမီးလောင်းတစ်ခုကိုမနေ့ကမနေ့ပိုင်းမှာတွေ့ရှိခဲ့ပါတယ်။ကွယ်လွန်သူဟာအချိန်ပိုင်းလာရောက်တဲ့ခုသူဖြစ်ပါတယ်။အမောက်ထဲတဲ့ပလတ်စတစ်ရဲ့အပြာရောင်ထဲမှာထည့်ပြီးအခန်းပြင်ဘက်ကအဲကွန်အထိုင်းပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။ CCTV မှတ်တမ်းတွေရတော့တရားခံအသူနဲ့အတူလာတဲ့တဲ့သူဖြစ်နိုင်ပါတယ်။မိဘဆွေမျိုးတွေထံဆက်သွယ်ဖို့လှုံ့ဆော်နေပြီးဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။